မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match လာတရက်နေ့ညနေပိုင်းရရှိထားတဲ့ သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ချင်းမဲမြေအရှိဘကံရေလေကျွန်းဒေသကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်များကပိတ်ဆို့တိုက်ခိုက်ချိန်မုန်းခဲ့ရာစစ်သား၉ဦးသေဆုံးပြီး၉ဦးအရှင်ဖမ်းမိကလက်နက်ခဲယမ်းများကိုလည်းတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ26ရက်နေ့မနက်၈နာရီခန့်အချိန်မှာရေစကြုံမြို့နယ်ချင်းတွင်းမြေအရှိဘက်ကရေလယ်ကျွန်းဒေသကိုစစ်ကြောင်းထိုးလာတဲ့အင်အား200ကျော်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမြင်းကြံ Black Tiger MPD တပ်ဖွဲ့နဲ့ညီနောင်မမိတ်များကကြားဖြတ်တိုက်ခိုက်ချိန်မုံခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဟာပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာဗိုလ်ကြီးအဆင့်ရှိသူစစ်ကောင်စီတပ်သားအလောင်းတလောင်းအပါအဝင်အလောင်း၉လောင်း 60မမလက်နေကြီးတလန်း RPG 7တလန်းအပါဝင်လက်နိုင်ငယ်တချို့နဲ့အခြားခေယံဆက်ဆက်ပစ္စည်းတချို့တို့ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်သား9ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲကတော်တော်ကိုဆော်လိုက်ရတယ်ကိုဘကအသာစီးရတာကျွန်တော်တို့ကြားမဲကရဲဘော်နှစ်ယောက်တော့ဒဏ်ရာရထားတယ်တခြားမဟာမိတ်အဖွဲ့တွေမှလည်းဒဏ်ရာရထားတာတွေရှိတယ်လက်နယ်ခေယံရရှိမှုနဲ့စစ်တုံးဘန်းတွေဖမ်းဆီးရရှိမှုကကျွန်တော်တို့တာဝန်ယူထားတဲ့ point ကဖြစ်ပါတယ် ်အခြားမဟာမိတ် point နေမှာလဲစစ်ကောင်စီတွေထိခိုက်တေဆုံးမှုကရှိနေသေးတယ်ဈေးရုံပေါ်မှာတေဆုံးတရားရတာကြီးလဲတော်တော်များတယ်လို့ကြားတယ်ဘဏ္ဍကောင်သေးတယ်ဘဏ္ဍကောင်ဈေးကူနေတယ်ဆိုတာကတော့အတိအကျမသိရဘူးစစ်ခွေးတွေထဲမှာရှိတယ်တက်ကြကြီးကဥဆောင်ပြီးတော့နာရေးကိစ္စတွေမိုးဟင်းကကျွေးမဲ့ကိစ္စတွေလုပ်နေတယ်လို့သိရတယ် အခုထုတ်ပြန်တာကမျက်မြင်လေးပဲထုတ်ပြန်ထားတာပါလို့မြင်းကြံ Black Tiger MBD တပ်ဖွဲ့ခေါင်းဆောင်ဘုံမိုက်ခဲကပြောကြားထားပါတယ်။စစ်မြေပြင်မှာရှင်ပြိုင်နိုင်စွမ်းမရှိတဲ့အချမ်းဘတ်စစ်ကောင်စီတပ်က Jet Fighter နဲ့တကြိမ် MI-35 နဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်ကပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာ MBD တပ်ဖွဲ့ကရဲဘော်၂ဦးအပါအဝင်၄ဦးထိခိုက်ဒဏ်ရာရရှိကမစိုးရိမ်ရဘူးလို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းကြံ Black Tiger MBD တပ်ဖွဲ့အပါအဝင်မြောင်းတပ်ပေါင်းစု Royal Brother Defense Force RBDF တွေးတောက်တပ်ဖွဲ့ရေစကြုံမြို့နယ်ပါလာဖာ MSPDF နဲ့အခြားမဟာမိတ်ညီနောင်များစွာပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစီးလုံးညီညွတ်မှုရှိရှိနဲ့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတဲ့မဟာမိတ်များရဲ့ဇွဲလုံးလာတဲ့တပ်တွေကိုအထူးဖြင့်လေးစားဂုဏ်ပြုအပ်ပါကြောင်း MPD တပ်ဖွဲ့ကအသိပေးထားပါတယ်လက်ရှိမှာတော့အကြမ်းဖက်စစ်တပ်ကရေစကြုံမြို့ငိမ့်ဂါနီစခန်းအရှိတ်အဝက်တောင်ကုန်းပေါ်မှာအင်အားအများပြားဖြည့်တင်းထားပြီးတော့အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့သတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနေ့စာရီတိုင်းတရချောင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ဂိတ်စခန်းများကို drone နဲ့ဘုံအလုံးကြီးတရားကြောကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့ကနေ24ရက်နေ့အထိတရချောင်းမြို့နယ်အတွင်းမှာရှိတဲ့ပန်းပြင်းပိန်တော်မဲနယ်အိုးရွှေကူရန်တောင်အုတ်တူတရနှစ်ခွာကြီးပါများကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမဟာမိတ်ပူးပေါင်း drone တပ်ဖွဲ့များနဲ့ဒဝဲခရိုင်တပ်ပေါင်းစုများကတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဖေဖော်ဝါရီလ15ရက်နေ့က ပန်းမြေကျေးရွာကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ February 16ရက်နေ့နဲ့18ရက်နေ့တွေမှာပိန်တော်ကျေးရွာမှာထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ February 19ရက်နေ့ကနေ24ရက်နေ့အထိ MH လမ်းမပေါ်မှာရှိတဲ့စစ်ကြီးကောင်းနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့တရက်နှစ်ခွဂိတ်နဲ့ရွှေကူဂိတ်အပါအဝင်စစ်တပ်စစ်ကြောင်းတစ်ကြောင်းလုံးကိုတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုများအတွင်မှာအကြမ်းဖက်စစ်တပ်ကဘုံမူအရာရှိအပါအဝင်စစ်ကောင်းစီတပ်သားအယောက်30ကျော်တိုက်ဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာအများပြားရရှိခဲ့ပြီး ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှု52ကြိမ်ပြုလုပ်ခဲ့ကောင်စုစုပေါင်းဘုံအလုံးကြီး100ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုတိုင်းစစ်ဌာနရဲ့လက်ယုံဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ Dragon Squad ကဦးဆောင်မှုနဲ့မဟာမိတ်ပူးပေါင်းဒရုန်းတပ်ဖွဲ့များဖြစ်တဲ့ဒေါင်းကြီးနောင်ဒရုန်းတပ်ဖွဲ့ T5 Wings DEF Drone Force DGIF Drone Force တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသိရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရုံတနင်္လာရီတိုင်းပလောမြို့မှာ စစ်ဗိုလ်တန်းစုဆောင်နေသူတုံးရက်ကွက်အုပ်ချုပ်ရေးမှုထုံးမြင့်နဲ့သူ့ရဲ့သားနန်းစီဒီယန်ဝန်ထမ်းဝင်းမင်းထွန်းတို့ပြက်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ28ရက်နေ့6နိုင်ခွဲအချိန်ဝင်းကျင်မှာဘိတ်ခရိုင်ပလောမျိုးအမတ်တုံးရက်ကွက်ရက်ကွက်အုပ်ချုပ်ရေးမှုထုံးမြင့်နဲ့သူ့ရဲ့သားဖြစ်သူနန်းစီဒီယန်စားလိုက်စေရေးဝင်းမင်းထွန်းတို့ကို၎င်းတို့ရဲ့နေအိမ်ကိုဝင်ရောက်ပြီးတော့ပြက်ခတ်ရှင်းလင်းရာနှကောင်စလုံးနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသူအမတ်တုံးရက်ကွက်အုပ်ချုပ်ရေးမှုထုံးမြင့်ကစစ်အာဏာသိမ်းစအချိန်မှာစီဒီယန်ဝန်ထမ်းများနဲ့မိသားစု ုဝင်များကိုဖမ်းဆီးရမှာဖက်စစ်တပ်နဲ့ပူးပေါင်းခြင်းတရင်ပေးခြင်းတို့ကိုပြုလုပ်ခဲ့ပြီးတော့အမှတ်3ရပ်ကွက်အတွင်းထဲမှာရှိတဲ့လေယာဉ်မြေများကို ိယာခွန်များပေါ်ဆောင်ခြင်းများကိုလည်းဆောင်ရွက်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်လူငယ်များကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့တိုက်လံချင်းချောက်ချင်းငွေငယ်ချင်းအတရားဓမ္မစစ်မှုရန်အဖြစ်နဲ့တုတ်သွင်းခြင်းတို့ကိုဒီဇိုင်းမှတ်မှတ်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။နေအိမ်မှာရှိတဲ့အချိန်ဝင်ပြစ်တာပါပြန်ခုခံနိုင်တာမျိုးတော့မရှိပါဘူး။ရဲဘော်တွေအန်ရယ်ကင်းပါတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်ဗိခေယအမတ်တကတာဝန်ရှိသူတို့ကပြန်လည်ပြောပြထားပါတယ်။အလားတူပဲတေဆုံးသူအုပ်ချုပ်ရေးမှူးထွန်းမြင့်ရဲ့တားဖြတ်သူ ဝင်းမင်းထွန်းဟာလဲစီဒီယံဝန်ထမ်းများနဲ့တော်လိုင်းရဲဘော်များရဲ့မိသားစုဝင်နေအိမ်များကိုကိုယ်တိုင်လိုက်ပြခြင်းတရင်ပေးခြင်းများကိုဖက်စစ်တပ်နဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တဲ့အပြင်စစ်မှုထမ်းစုဆောင်းနိုင်ရေးအတွက်အိမ်တော်စုစည်ရင်များကောက်ယူခြင်းများကိုလည်းလှုပ်ဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်အဲ့ဒီပြစ်ခတ်ရှင်းလင်းမှုကိုဗိခရအမတ်တက်တရင်နဲ့ကရဲအမျိုးသားကာကွယ်တပ် KNDO တရင်ခွန်မဟာမိတ်အဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပလောမြို့နယ်အတွင်းကြန့်ရှိနေတဲ့ရက်ကွက်ခြေရွာအုပ်ချုပ်ရေးမှူးများအနေနဲ့ စစ်တပ်နဲ့အုပ်ချုပ်ရေးရန်တရားလဲပတ်စီရေးအတွက်ကူညီပေးခြင်းလူငယ်များကိုအတင်းအဓမ္မစစ်မှုထမ်းစုဆောင်းခြင်းတို့ကိုဆက်လက်ပြီးတော့လုံဆောင်ခြင်းမပြုတ်လို့ရန်တိုက်တွန်းလိုတယ်လို့ပြောကြားထားပါတယ်အဲ့လိုမျိုးမလုပ်ပါကအပြင်းထန်ဆုံးသောအပြစ်ဒဏ်ကိုခံရမှာဖြစ်တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗိတ်ခရိုင်အမှတ်တကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ TNL ကသိမ်းပိုက်ထားတဲ့နောင်ချုံမြို့နယ်နဲ့ရခိုင်ပြည်မှာရှိတဲ့ AA ကသိမ်းပိုက်ထားတဲ့မောင်တုံးမြို့နယ်တို့ကိုအကြမ်းဖက်စစ်ကောင်စီကလေယာဉ်များနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ28ရက်နေ့မွန်းလွဲ2:59မိနစ်ကနေမွန်းလွဲ3:73မိနစ်အချိန်ထိကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်များနဲ့နောင်ချုံမြို့နယ်ရွှေမိုးထောကြီးရွာကိုနှစ်ချိန်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းဗုံးကျဲမှုကြောင့်မေတီလာရှင်တပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၅လုံးနဲ့ဖုန်ကြီး ောင်းတစ်ချောင်းထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်ဖေဖော်ဝါရီလ20ရက်နေ့ကလည်းနောင်ချုံမြို့နယ်လောက်ဖန်းကြီးရွာကိုစစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲတိုက်ခတ်မှုကြောင့်ဒေသခံပြည်သူတအုပ်ဒေဆုံးခဲ့ပြီးကလင်းငယ်အပါအဝင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အလားတူပဲမက်စလာ၁ရက်နေ့မနေ့တနအိဝင်းကျင်အချိန်မှာရခိုင်ပြည်နယ်မောင်တော်မြို့နယ်မှာရှိတဲ့အေအေကတင်ပိုက်ထားတဲ့ကြီးကန်းပြည်စစ်ကောင်စီရဲ့တပ်စခန်းဟောင်းကိုစစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ် စစ်ကောင်စီရဲ့တိုက်လေရင်ကကြီးကန်းပြင်းတပ်စခန်းဟောင်းပတ်ဝန်းကျင်ကိုပေါင်900ဘုံနှလုံးကျဲချခဲ့တယ်လို့သိရပါဗျ။လက်တလောအထိကအခြေအနေကိုတော့မသိရသေးဘူးလို့ဒေတာသတင်းအင်းအမြစ် APM နဲ့ ဒေသခံပြည်သူတချို့ထံကနေပြီးတော့သိရပါဗျ။ကြီးကန်းပြင်ကနေဘုံကျဲတာတော့ဘုံကျဲတဲ့တရင်ပဲရသေးတာအထူးကအပြည့်စည်အခြေအနေနဲ့လူသေးဆုံးမှုအခြေအနေကတော့မသိရသေးဘူး။ဖုန်းလိုင်းတွေကလည်းဆက်သွယ်ဖို့ခက်နေတယ်လို့ရန်ကုန်မှာရောက်ရှိနေတဲ့မောင်တော်ဒေသစေဘေးဆောင်ကုညီရေးလှုပ်ဆောင်နေသူတို့ကရှင်းလင်းပြောပြထားပါဗျ။အကြမ်းဖက်စစ်ကောင်စီကအခုရပိုင်းအတွင်းမှာတော်လိုင်းတပ်ဖွဲ့များတိုက်ပိုက်ထားတဲ့နေရာဒေသများကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများတိုးမြင့်လာနေတယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းပကိတမြို့နယ်၊လိုင်သာယာမြို့နယ်၊တောင်တကုံမြို့နယ်နဲ့မင်္ဂလာတောင်ကျောက်မြို့နယ်တို့မှာစစ်တပ်နဲ့အုပ်ချုပ်ရေးမှူးများကစစ်မှုထမ်းအပတ်စဉ်၁၇အတွက်လူစုဆောင်ခြင်းများနဲ့ဝင်ညှဉ်မှုများကိုစတင်လှုံ့ဆော်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပကိတမြို့နယ်၊ရှုခင်းသာရပ်ကွက်မှာ မက်လာကစတင်ပြီးတော့စစ်မှုထမ်းရံပုံငွေဆိုပြီးတော့ရက်ကွက်အုပ်ချုပ်ရေးမှုဦးဆောင်တဲ့အဖွဲ့ကတအင်ကိုငွေကျပ်9000နှုန်းနဲ့လိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။ဒါအပြင်ယာယီမှုများကလည်းရက်ကွက်အတွင်းမှာရှိတဲ့လူငယ်များရဲ့စည်ရင်းများကိုလိုက်လံကောက်ခံမှုများရှိနေတယ်လို့သိရပါတယ်။ရှူကင်းသာရက်ကွက်မှာတအင်ကို9000ဆိုပြီးတော့အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကလိုက်ကောက်နေပါတယ်။စစ်မှုထမ်းရံပုံငွေအတွက်ဆိုပြီးတော့လိုက်ကောက်နေတာပါ။ယာယီမှုတွေကလည်းစစ်မှုထမ်းအမည်စည်ရင်းတွေကိုလိုက်ကောက်နေတာတွေရှိပါတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။လိုင်းသာယာမြို့နယ်အမှတ်9ရက်ကွက် ပိရိစီယာလမ်းမှာနေထိုင်တဲ့အုတ်ချုပ်ရေးမှုမြို့တယ်နဲ့မယားဖြစ်သူတို့ဟာရက်ကွက်အတွင်းမှာရှိတဲ့စစ်မှုထမ်းရမယ့်လူငယ်များရဲ့စည်ရင်းများကိုအကြမ်းဖက်စစ်တပ်ထံကိုပေးပို့နေတယ်လို့သိရပါတယ်။ဒါအပြင်၎င်းတို့နဲ့အစစ်မပြေတဲ့ပြည်သူများကိုလည်းအကြောင်းမဲ့ဖမ်းဆီးခိုင်းခြင်းများကိုလှုံ့ဆော်နေတယ်လို့သိရပါတယ်။မြို့တယ်နဲ့ သူ့မယားကစစ်တပ်အမကန်ထောက်ခံတဲ့သူတွေပါ စစ်မှုထမ်းအတွက်စစ်သားတွေစုဆောင်းရမှာလဲအဓိကပူပေါင်းပါဝင်နေပြီးတော့အချမ်းဘတ်စစ်တပ်ကိုလူငယ်တွေရဲ့စည်ရင်းတွေကိုပို့ဆောင်ပေးနေတာနောက်ပြီးတော့ပြည်သူတွေကိုလည်းအကြောင်းမဲ့ဖမ်းဆီးတာတွေလုပ်ဆောင်နေပါတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ် တောင်တကုံမြို့နယ်54ရပ်ကွက်အမက6ကျောင်းအနောက်မှာရှိတဲ့စပိန်ဆိုင်ဘေးမှာထိုင်နေတဲ့အုတ်ချုပ်ရေမှုတီဟာမျိုးနိုင်ခေါ်နိုင်တကုံဟာရပ်ကွက်အတွင်းမှာဖြတ်သွားဖြတ်လာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများကိုစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်။အုတ်ချုပ်ရေမှုတီဟာမျိုးနိုင်ခေါ်နိုင်တကုံဟာမြေပြင်တပိတ်လူငယ်များကိုရိုက်နှက်ဖမ်းဆီးရမှာဥဆောင်ပါဝင်နေသူဖြစ်ပြီးတော့ ရက်ွက်ရုံးကိုစစ်ကြောရေးတပ်ဖွဲ့အုံပြုပြီးတော့ရိုင်းနိုင်နှိပ်စက်မှုများပြုလုပ်နေခြင်းကြောင့်ပြည်သူများတိတ်ဆုံးမှုတွေရှိနေတယ်လို့သိရပါဗါး2024ခုနှစ်ဒီဇင်ဘာလအတွင်းကလည်း54ရက်ွက်ຫນွေနီလမ်းမှာနေထိုင်တဲ့ဘုံကြီးတစ်ပါးကိုစစ်မှုထမ်းစီးရင်ထဲမှာပါတယ်ဆိုပြီးတော့ရက်ွက်ရုံးကိုစိုက်ကယ်နဲ့ခေါ်ဆောင်သွားပြီးတဲ့နောက် တင်ကန်းကိုချွတ်ပြီးတော့လက်ထိတ်ခတ်ကအကြမ်းဖက်စစ်တပ်ထဲကိုအနှံ့ခဲ့တယ်လို့သိရပါတယ်။ပြီးဟာမျိုးနိုင်ကရက်ွက်အတွင်းကနေဖြတ်သွားဖြတ်လာတွေ့ရလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းအတွက်လူစုပေးတာတွေကိုစတင်လှုပ်ဆောင်နေပါပြီ။နောက်ပြီးတော့မြေပြင်ကတပိတ်လူငယ်တွေကိုလည်းရိုက်နှက်ဖမ်းဆီးမှုတွေမှာလည်းသူကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။ရက်ွက်ရုံးကိုစစ်ကြောရေးတပ်ဖွဲ့အုံပြုပြီးတော့ရိုက်နှက်နှိပ်စက်တာတွေလုပ်နေလို့ပြည်သူတွေအသက်ဆုံးရှုံးမှုတွေလည်းရှိနေတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အလားတူပဲမင်္ဂလာတောင်ကျွတ်မြို့နယ်ကံပြောင်းရက်ွက်အုပ်ချုပ်ရေးမှုရုံးအဖွဲ့ဝင်များဖြစ်တဲ့ညုံမင်းလို တွင်စိုးမြင့်နဲ့စိုးတင်တို့ကရက်ွက်အတွင်းမှာရှိတဲ့နေအိမ်များကိုစစ်မှုထမ်းအပတ်စဉ်ဆက်တဲ့အတွက်တအိမ်ကိုငွေကြက်တသိန်းလုံးလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်ရက်ွက်အတွင်းမှာ၎င်းတို့လိုက်လံကောက်ခံတဲ့စစ်မှုထမ်းချင်းမပေးတဲ့နေအိမ်မှာရှိတဲ့လူငယ်များကိုလည်းစစ်တပ်ထဲထည့်မယ်ဆိုပြီးတော့ချိန်ချောက်တောင်းခံနေခြင်းကြောင့်ပြည်သူများဟာမဖြစ်မနေလှဆိုင်ကြီးတွေပြီးနေရတယ်လို့သိရပါတယ်ညုံမင်းတွင်စိုးမြင့်နဲ့စိုးတင်အဲ့ဒီကောင်တွေအားလုံးက တလတခါစစ်မှုထမ်းအသက်ပြည့်တဲ့ကလေးတွေရှိတဲ့နေအိမ်တိုင်းကိုလိုက်ောက်ပါတယ်အခုလည်းစစ်မှုထမ်းအပတ်စဉ်၁၇အတွက်ဆိုပြီးတော့လစဉ်ကြီးဆိုပြီးလိုက်ောက်နေပါတယ်သူတို့တောင်းတာကိုမပေးရင်စစ်တပ်ထဲထည့်မယ်ဆိုပြီးတော့ချင်းချောင်းနေပါတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့တိုင်ကြားထားပါတယ်ဒါအပြင်ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များကလူငယ်များဖေဖော်ဝါရီလလကုန်ပိုင်းမှာဇက်တိုက်ပြောင်းဆုံးမှုများဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်ဖေဖော်ဝါရီလ25ရက်နေ့ည9:00နာရီကမှာတင်ငန်းကျောင်းမြို့နယ်အမှတ်16ရပ်ကွက်ယူဇနာလမ်းဂါကြီးရပ်ကွက်မှာနေထိုင်တဲ့ ကိုအောင်မင်းထွန်းဟာနေအိမ်ကနေထွက်ခွာသွားပြီးတဲ့နောက်ပျောက်ဆုံးနေတယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေ6:00နာရီခွဲမှာရန်ကင်းမြို့နယ်မှာနေထိုင်တဲ့အသက်20အရွယ်မောင်ရဲလေးမြတ်ဟာနေအိမ်ကနေလမ်းလျှောက်ထွက်လာတဲ့အချိန်မိသားစုဝင်များနဲ့အဆက်အသွယ်မရတော့ဘဲပျောက်ဆုံးသွားတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ24ရက်နေ့ညနေ6:00နာရီမှာလေကူးမြို့နယ်မှာနေထိုင်တဲ့အသက်18နှစ်အရွယ်မောင်ဝီရန်ထက်အောင်ဟာလမ်းထိပ်ကိုသွားရောက်တဲ့အချိန်မိသားစုဝင်များနဲ့အဆက်အသွယ်ပြတ်တောက်သွားပြီးတော့ပျောက်ဆုံးနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ